တနင်္လာသာသမီမိတ်ဆွေတွေ2025ခုနှစ်16ရက်ကနေ23ရက်နေ့ဒီတပတ်စာခံကြမှာကိုပေါ်ပြပေးမှာဖြစ်ပါတယ်တနင်္လာသာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ရင်ထဲမှာအငွေကြီးနဲ့ပတ်သက်ပြီးတော့အလုံးရင်းဝင်လာရင်ကောင်းပါပဲငွေကြီးနဲ့ပတ်သက်ရင်ထိပေါက်ရင်ကောင်းပါပဲဆိုတဲ့ကောင်းတဲ့အတွေးခေါ်လေးစဉ်းစားနေရင်မိတ်ဆွေတို့စဉ်းစားနေတဲ့အတွေးခေါ်လေးရောကောင်းတဲ့ပေါ်ပြီးတော့ထီကန်စားလိုက်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်မိမိတို့အနေနဲ့ဖြစ်ရှင်တဲ့ဆန္ဒတွေဟာ ဒေချာတဲ့ကျင်းတည်ကိုဖြစ်လာမဲ့ကာလဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတို့နဲ့ငွေကြီးဆိုင်ရာကိစ္စတွေမှာရှေ့တူဆောင်ရလှုပ်ဆောင်ရအသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်တာဖြစ်တယ်။လူငယ်များအနေနဲ့ဆိုရင်တော့အရှိရင်းနဲ့ပတ်သက်ပြီးတော့ငွေအကြီးဟုတ်လားအရှိရင်းနဲ့ပတ်သက်ပြီးတော့မိမိတို့ဖြစ်လို့ရတဲ့အရာတွေကိုပြန်အကြံစီမံသမ ्या ကိုအဲရည်မှန်းချက်မှန်သမ ्या ကိုဖွင့်ပြပြောဆိုလိုက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့ အပတ္တကာလအပိုင်ရှာဖြစ်ပါတယ်အဲရည်စားမရှိသူတွေချစ်သူရည်စားမရှိသူတွေမိမိချစ်တော်မြတ်လို့တော်သူကိုဘာကြောင့်တုံဆိုင်တွေ့ဝင်နေမှာလဲဖွင့်ပြောပြောဆိုလိုက်ပါအရှိန်နဲ့ပတ်သက်ရင်အစီအပြီးအောင်မြင်သွားမှာအတိအကျပဲဖြစ်တယ်အဲကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်အဲ ရင်လို့စက်ပစ္စည်းလို့ ਨੇ ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့မိတ်ဆွေတို့ကိုဂယုဆိုင်တတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ရှေလက်အင်ကထိခိုက်ခြင်းမျိုးတွေချနာခြင်းမျိုးတွေဂျုံွားတတ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့เนาะဟိုကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါငကူကယောဂဟောင်းယောဂအခန့်ရှိတဲ့မိတ်ဆွေများကိုတတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်ပြီးတော့အဲကျန်းမာရေးညံ့နာမျိုးလေးတွေဂျုံွားတတ်တယ်ဖြစ်နိုင်ရင်နာရီတို့ဆေးရုံတို့တတင်းမိတာတို့လူနာမိတာတို့ဖြစ်နိုင်ရင်သွားမလုပ်တာကောင်းပါတယ်အဲအပူတော့ကတွေနဲ့ကူးဆက်တာမျိုးတွေဖြစ်ရတတ်တော့အပ္ပတာဖြစ်တဲ့အတွက်တတိထားဆင် နေရလိုအပ်ပါတယ်အလုတ်က အလောက်ကိုင်းနဲ့ပတ်သက်ရင်တော့ချီတိုဆောင်ကလှုပ်ဆောင်မှာချီတိုလှုပ်ဆောင်တဲ့အောင်မြင်တိုးတက်မဲ့အပတ်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့နဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုမိသားစုမိတ်ဆွေအရင်အပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူအညီကိုရယူပြီးတော့ချီတိုဆောင်ကတိုးချဲ့လှုပ်ဆောင်ရင်ရှိနေတဲ့အလုပ်ကိုတိုးချဲ့လှုပ်ဆောင်ရင်အောင်မြင်တိုးတက်ခြင်းတွေရရှိမဲ့အပတ်တာဖြစ်တဲ့လုပ်ငန်းတဲ့အလုပ်တွေစတင်လှုပ်ဆောင်ရတော့လဲကောင်းမွန်တော့ကာလဖြစ်ပါတယ်။ယာဉ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ရင်တော့ယာဉ်တိုးဖို့အတွက်တော့အားနည်းနေတဲ့အတွက်ယာဉ်မတိုးနိုင်ပါဘူး။ယာဉ်တိုးဖို့ထက်လက်ရှိရှိနေတဲ့အလုပ်ကိုအကောင်းဆုံးလှုပ်ဆောင်တာပုံမှုကောင်းမွန်တော့ကာလဖြစ်ပါတယ်။ လုပ်ငန်းအလုံးနဲ့ပတ်သက်လာလို့ရှိရင်လုပ်ငန်းပြောင်းဖို့လုပ်ငန်းရွှေ့ဖို့စဉ်းစားနေတဲ့မိတ်ဆွေများလုပ်ငန်းပြောင်းရွှေ့လောက်ဆောင်လာဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ခရီးသွားကိစ္စလေးတွေမှာတတိထားဆင်ခြင်ရန်လိုအပ်ပါတယ်ပြီးတော့ခရီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာတွေမှာမိတ်ဆွေတို့ဒီဘက်မှာခရီးခရီးဆိုင်တတိထားဆင်ခြင်ပြီးလိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့ အဲလူလိန်ခံရတာမျိုးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ခီးထွက်ခါမှာစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတဲ့အတွက်တော့တတိထားပါ online social media နဲ့ပတ်သက်ပြီးတော့ငွေကြေးရှိတာငှားတာမျိုးလေးတွေမှာတတိထားစင်နေရလိုအပ်ပြီးတော့မကောင်းတဲ့အတက်ပညာဆိုတာလိုမကောင်းတဲ့အရာလေးတွေလူလိန်တာမျိုးလေးတွေအဆရှိတာမျိုးလေးနဲ့ကြုံရတတဲ့အတွက်ကြောင့်တတိထားစင်နေပါအတူတူဒီနေရာမှာမှားနေတာတင်းလာတာမျိုးမျိုးစုများကိုအရှိရင်းနဲ့ပတ်သက်ရင်လက်တွေ့ကြကြရှိပါဘာလို့တချို့က social media online မှာသွားပြီးတော့ရည်စားထားတယ် ီရတာတဲ့အခါအလိန်ခံရတာမျိုးချင်းချောက်ခံရတာမျိုးတွေကြုံရတဲ့အတွက်တော့တတိထားစင်ရန်လိုအပ်သောပတ်တာကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာမိတ်ဆွေတို့ သာသမီနဲ့ပတ်သက်ပြီးတော့ငကူကပြောလို့ဆိုလို့မကောင်းတဲ့သာသမီတွေမှာပြောလို့ဆိုလို့ကောင်းလာတာမျိုးပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတာမျိုးတွေကြုံရတတ်တယ်အစမှာတော့နည်းငယ်လေးခက်ခဲမလို့ねစိတ်ချမ်းသာမှုတွေပညာရေးနဲ့ပတ်သက်ရှေ့တူဆောင်ရလှုပ်ဆောင်ရအာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်တဲ့နော်ပြပတို့ပညာရေးတို့နဲ့ပတ်သက်လာတဲ့အခါမှာခྱི་ထွက်တာမျိုးတွေပြည်တွင်းနဲ့ပတ်သက်ပြီးတော့လည်းရှေ့တူဆောင်ရလှုပ်ဆောင်တာမျိုးတွေတွေကအာသာတိုးတက်ပြီးတော့ကောင်းမှပါတယ်လူထင်ကြီးခံရတတ်တော့ကာလဖြစ်တဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းလက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းဆိုပါရရှိနိုင်တော့အပတ်တာကာလအပိုင်းချ ဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့ဆရာသမားအကြီးအကဲတွေနာကနေပြီးတော့အကျန်စီကူညီကိုရယူပါတယ်ပြီးတဲ့အခါအတကြီးသူမိဘအမေတွေကိုကုသိုလ် မလုံမီပြီဟုတ်ကျေးဇူးတင်ပါတယ်ဟိုစွနာလိုအသက်ကြီးသူမိဘအမေအမတွေကိုငွေကြေးကန်ဟုတ်လားစွနာလိုဇတိပေးရင်းနဲ့မိတ်ဆွေရဲ့ကန်ဟာတူတက်ကန်ကောင်းနိုင်သောကာလအပိုင်းစားဖြစ်ပါတယ်ခင်ဗျာနော်အထူးသဖြင့်ဒီကာလမျိုးမှာကန်ဆန်းလို့ကောင်းသောကာလဖြစ်တယ်ရှေ့ပတ်မှာညံခဲ့တဲ့တနင်္လာသားဆုံးမိတ်ဆွေတွေလက်ရှိမှာဘာဖို့ဖြစ်ဖြစ်ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တူတက်နိုင်တဲ့အလုတ်သစ်စတင်လှုပ်ဆောင်ရန်အတွက်ဆိုလို့ရှိရင်တော့ဘာကြောင့်မှတွေ့ဝေတုံဆိုင်မှုနေတဲ့အလုတ်သစ်စတင်လှုပ်ဆောင်ရန်အတွက်တူတက်နိုင်သောကာလဖြစ်တယ်အကြံစီမှန်များကိုရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတူတက်နိုင်ပါ ါတယ်ငကူကသားသမီးနဲ့ပတ်သက်ပြီးတော့ပြောလို့ဆိုလို့မကောင်းတာမျိုးတပည့်လက်သားနဲ့ပတ်သက်ပြီးတော့ပြောလို့ဆိုလို့မကောင်းတာတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရအားသာပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်ယာဓုလုပ်ငန်းကိုင်ကနေပတ်သက်ရင်ယာဓုမတိုးနိုင်ဘူးယာဓုမတက်နိုင်ဘူးမျော်လင့်နေတာမျိုးထက် လက်တွေ့ကြကြလှုပ်ဆောင်တာပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်တယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်တော်ဘက်အပေါ်မှာမိမိဟာဖြစ်ချင်တဲ့ဆန္ဒတွေမြင်ရနေတာမျိုးမိမိရဲ့အိမ်တော်ဘက်အပေါ်မှာမိမိကအဲ ဥစ္စရာလိုပေါ့စိတ်တိုင်းမကြနေတာမျိုးကြီးဖြစ်တတ်တယ်စိတ်လေးလိုချင်တဲ့စိတ်ကလေးဖြစ်ချင်တဲ့စိတ်ကလေးကိုနည်းနည်းလေးချော့ပေးပါရတယ်เนาะအဆက်အသွယ်ပြတ်နေသူတွေဝေးကွာနေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးကြီးကြုံရတတ်တော့အပ္ပတ္တကာလအပိုင်းခြားဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ခံကောင်းနေဆိုတော့ညာငွေရှိတာငားတာလေးဒီမှာတော့တတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်တဲ့เนาะဒါပြီးတော့အခါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဲဆွေမကင်းမျိုးမကင်းလေးတွေနဲ့ပတ်သက်ပြီးတဲ့အခါမှာစကားများရတာမျိုးလေးတွေအရှိတင်ပြဿနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတက်ထားမိတ်ဆွေအဟောင်းတွေကိုအဲဆွနာ ကိုတိုင်ပင်လှုပ်ဆောင်တာပုံမှန်ကောင်းမှုအားသာပြီးတော့တိုးတက်နိုင်ပါတယ်အကျိုးပြီးတော့ခဏအဖေရာတွေအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍ မိတ်ဆွေတို့နဲ့6ကဏ္ဍဟာမိတ်ဆွေတို့6ကဏ္ဍခုနှစ်ကဏ္ဍဟာအကျိုးပေးကံကောင်းစီပြီးအကျိုးပေးသောအရာဟာတောင်ဆူဆူအရာဖြစ်ပါတယ်ခင်ဗျာတတိထားစင်နေရမယ့်အရာကတော့မြောက်ဆူဆူရက်တွေကိုခီးထွက်တာမျိုးလေးတွေကကံရဲ့အာနေမှုကိုရရှိတတ်သောကာလဖြစ်တယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်အဝါရောင်တို့ချက်သွင်းရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အဆင်ပြေနိုင်ပြီးတဲ့အခါအရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုလုပ်ဆောင်ရွက်တဲ့အခါ18ရက်နေ့တို့19ရက်နေ့တို့မှာအရေးကြီးတဲ့ကိစ္စကိုလုပ်ဆောင်ပြောဆိုပါရတယ်เนาะဒါအပြင်23ရက်လေးတွေပါပြောဆိုဆောင်ရွက်တာမျိုးက မိတ်ဆွေတို့ရဲ့အကံကိုညံ့ပြီးတော့အားနည်းစေတော့ကာလဖြစ်ပါတယ်ခင်ဗျာအဲလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာလို့ရှိရင်မိမိချစ်တော်မြတ်လို့တော်သူကိုတွေးဝေတုံဆိုင်မနေပါနဲ့တဲ့เนาะအဲဂျေဂျီပြောဆိုလိုက်ပါတမီးကြီးများအနေနဲ့ကတော့ ခိတခဏကွဲခွာရတာမျိုးအဲလေတိုက်တိုင်းယူဆိုလို့တုံးတဲ့တူတယောက်နဲ့တယောက်စိတ်ဆိုးစိတ်ကောက်ရှင်းများကြောင်းနည်းနည်းလေးဟိုအဆက်အသွယ်ပြတ်တာမျိုးလေးတွေစိတ်အတ္တမကြာလေးတွေဖြစ်ရတတ်ပါတယ်တဲ့နော်အရှိရင်နဲ့ပတ်သက်လာရင်မိမိရဲ့ချစ်သူအပေါ်မှာအဲဆွမ်းရလို့ပေါ့ပြဿနာအရှိရင်အစ်စ်မပြေတာမျိုးလေးတွေကြောင်းလုပ်ငန်းမှာလာရောက်ပြီးတော့ထိခိုက်တတ်တဲ့အတွက်တော့တတိတာဆင်ညင်ပင်ရလိုအပ်တော့ပတ်တာကာလအပိုင်ရှာဖြစ်ပါတယ်အဲချုံငုံပြီးသုံးသက်ရရင်တနည်းလာတွေကဒီတပတ်တာတော့ဒီမှာကိုယ့်ဟာကိုယ်နေတာအကောင်စေတနာမပုံနဲ့စေတနာပုံရင်ဝေဒနာဖြစ်ရတတ်တယ်အတအားဖြင့်40နဲ့ ဲ့လေးအထက်တင်းလာသားသမီးမိတ်ဆွေများပို့ကတော့ရှတောက်တို့ဒူးတို့ခါတို့နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေကိုတတိထားစင်နေမေးရလိုအပ်တော့ကလာဖြစ်ပါတယ်တဲ့နော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အလူခံပုံကိုတွေဘာသာရေးဆိုင်တာတွေမှာပြောဆိုတဲ့အခါမှာဝေဖန်တာမျိုးဖြစ်နိုင်မလုံနဲ့တဲ့ကံရဲ့ညံ့စီတဲ့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွက်အယောင်ထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိအိမ်မှာရှိတဲ့ကက်ကြီးတို့မဟုတ်ဓာလေးနဲ့တစ်ချောင်းနဲ့နော်အသုံးပြုနေတဲ့ဓာလေးတစ်ချောင်းတို့မဟုတ်မိဖို့ကြောင့်ဒီမှာအသုံးပြုတဲ့ဓာတို့မဟုတ်ကက်ကြီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်း င်းလာရင်အယောင်းသွက်အယောင်းထွက်သွားမှာအတိအကျပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာအတော်တွင်မှာအဆက်ဆက်ရရာအစဉ်ပြေစီပြီးတော့အောင်မြင်တိုးတက်စီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့မိမိအိမ်အတွင်းမှာအိုးအဆုတ်တွေပလိုင်းအဆုတ်တွေ နော်ဒါအပြင်အခွတ်ဆုပ်တွေမစကောင်းတဲ့အရာလေးတွေရက်လွန်နေတော့တိတ်ကုန်နေတော့ပြက်ကြိန်အဟောင်းတွေစာကြုပ်အဟောင်းတွေအမီးပေါက်နေတော့အင်ဂျီအဟောင်းတွေရှိလို့ရှိရင်စွန့်ပေးပါတဲ့ဒါဆိုရင်မိတ်ဆွေတို့ပိတ်နေတော့လက်တွေပွင့်လန်းပြီးအဆတ်ဆတ်ရရအောင်မြင်စင်ပြီးပါလိမ့်မယ်ငွေကြေးကံကောင်းစီရန်အတွက်တော့ရတိယူခံကြီးရဲ့ဒနာသိချီဆိုတော့ခါတာကိုရွတ်ဆိုခြင်းဖြင့်ကံကောင်းနိုင်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆတ်ဆတ်ရရအောင်မြင်စင်ပြီးလုပ်တတ်ကြပါစေ